ဒီနေ့တော့ဖပြမေပုံမင်းလေးရဲ့နာမည်ကကုကုပူပူနဲ့ပတ်စံဆူရအောင်တဲ့ရေးသားထားသူဟာရွှေမိဖြစ်ပြီးတော့ကတ်တွန်းသီယိုဖော်ရင်ကနှယောက်ရှိတယ်။ရဲဝင်းနဲ့ဟာရူရူဖြစ်ပါတယ်။ကုကုနဲ့ပူပူရူဟာအမွာမောင်နှမတွေပေါ့။ကုကုကအကြီးပူပူကအငယ်လေး။ခုဆိုသူတို့မောင်နှမနှစ်ယောက်က၈နှစ်ပြည့်ကြပြီ။ ိုနဲ့ပူပူကကြောင်းသွားတဲ့အခါတိုင်းမှုန်မိုးရကြတယ်။ပူပူဟာရတဲ့မှုန်မိုးတွေကိုဘာမှမသုံးပြဖဲရှုတယ်။ကိုကူကတော့မှုန်တွေစားပြစ်တာပါပဲ။ကြောင်းမှရောင်းတဲ့မှုန်ဆိုင်ကမှုန်တွေနန်းထိတ်ကမှုန်တွေဝယ်စားတယ်။စားလို့ပူတဲ့ပတ်စံလေးတွေကိုပဲရှုလို့တဲ့ချေ။ကိုကူစားနေတာကိုကြည့်ရင်ပူပူလည်းသိတ်စားချင်တာပဲ။ဒါပေမဲ့စပင်းဝယ်ဖို့အဆုရမှာမို့ မေမေထည့်ပေးလိုက်တဲ့မှုန့်တွေပဲစားရတယ်။ခြံထဲကမလကာသီးတွေတရက်သီးတွေချောင်းကိုရှူလာပြီးစားတယ်။ကိုကိုလိုပြန်စားဝယ်မစားဘူး။ဟုတ်တယ်။ပူပူရောကိုကိုရောစပိန်နေတစည်းစီလိုချင်ကြတယ်။အိမ်မင်းသားဆူဆူကအကြောင်းသွားတိုင်းသူ့စပယ်နေထုတ်စည်းတော့ကိုကိုရောကိုဖိုရောအားကြရတာပေါ့ ုနှစ်ပူပူတို့မုံမိုးတွေစုကြဖို့စူပူလေးတွေလည်းဖေဖေကဟုတ်ရင်ကလေးကဝယ်ပေးထားတယ်။ဒီနိုနဲ့ចောင်းကြီးပိတ်ချိန်ကိုရောက်လာခဲ့ပြီ။ဒီနှစ်တွင်မှာစူပူဖောက်ပြီးစပင်းကြီးတွေဝယ်ကြတော့မယ်။ဒါမှဟာចောင်းပြတ်ဖွင့်ချိန်မှာစပင်းတယ်လီစီလို့တောင်းတနိုင်မှာမဟုတ်လား။ဟောစူပူလေးဖောင်းလိုက်ချိန်မှာပူပူဟာစပိတ်ဝင်နိုင်တော့မှတိတ်ကူပြောနေတာပါပဲ ပုကုမာတော့ငွေမလောက်တာမို့ပူပူလို့မပြောနိုင်ရှာဘူးပူပူဟာစပိန်တင်နေဝယ်နိုင်ခဲ့ပြီမုံဘူးတွေကြတော့ကမဆွတ်မိပဲမုံတွေဝယ်စားအရုပ်တွေဝယ်မိတဲ့ကူကူကတော့ဝမ်းနဲ့နေတော့တာပါပဲကျောင်းဖွင့်ချိန်ကိုရှောက်ပြီပူပူဟာသူ့စပိန်အစ်စ်ကလေးကိုထုတ်ပြီးကျောင်းသွားဖို့ထွက်လာခဲ့တယ် ်စပင်းတီမဝယ်နိုင်သေးတဲ့ကိုကိုကတော့ဖူဖူအနောက်မှာထိုင်ပြီးတော့စီးလာရတာပေါ့ဖူရောင်းနဲ့ကိုကိုကမုံမိုးတွေကိုမသုံးပြတော့ပဲဆူတော့မယ်လို့အခိုင်အမာဆုံးဖြတ်လိုက်ပါပြီเจ้าหน่วยนอกจะจําเปรียบพ่นเนี่ยค่ะกูกูเลยปุ๊ปุ๊หลุสเปนนี่ไปนอกมาบ่คลีรูปพี่สวยเมโกนี่ชื่อบาเรเพจิชะมาอ๋อเมติกากูกูนี่ปุ๊ปุ๊โลจินเนี่ยไปนี่เด้ အမတ်နဲ့စပိန်နေရဖို့သူတို့ဘာတွေလုပ်ကြလဲအမတ်၃ကကိုကိုကမုံမိုးတွေကိုဘာလို့ပြစ်လိုက်ကြလဲအမတ်လေးဒါတို့သမီးတို့ရော မုံမိုးတွေကိုစုလားမုံမိုးလေးတွေစုပြီးဘာဝယ်ခြင်းကြလဲ